မန်ယူအသင်းရဲ့အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ဆာအဲလက်ဖာကူဇန်နားယူသွားပြီးနောက်ပိုင်းမန်ယူအသင်းကိုတာဝန်ယူကန်တဲ့ခွဲနည်းပြရဲ့ထဲမှာလက်ရှိနည်းပြအင်မိုရီယာဆွမ်းဆောင်အနေဆုံးနည်းပြဖြစ်နေရလို့သိရပါတယ်။အင်မိုရီယာမန်ယူအသင်းကိုပရီမီယာလိပြိုင်ပွဲမှာလက်ရှိအချိန်ထိ22ဘွဲကတာဝန်ယူကန်နေခဲ့ရမှာရှောက်ပွဲ9 5ဘွဲတည်း10ဘွဲရှုံးခဲ့ပြီးအနာရဂိုင်နှုန်းက27.6ဟဂိုင်နှုန်းပဲရှိကတာဝန်ယူခဲ့တဲ့နည်းပြရဲ့ထဲမှာမော်ရီဟိုကအနာရဂိုင်နှုန်းအများဆုံးဖြစ်ပြီး57.8ဟဂိုင်နှုန်းရှိခဲ့ပါတယ်။တခြားနည်းပြတွေရဲ့အနာရဂိုင်နှုန်းတွေ ေကတော့တက်ဟက်က51.8ခိုင်နှုန်း Runis က47.9ခိုင်နှုန်း Soya က51.4ခိုင်နှုန်း Dwight Van က51.3ခိုင်နှုန်း David Morris က90ခိုင်နှုန်းဖြစ်ပါတယ်။အီမိုနီကိုနိုင်ငံကလည်းသူဟာစွမ်းဆောင်ရည်ကောင်းနေပြသနိုင်မှုအတွက်ရောက်ခိုင်နေရတယ်လို့ဝန်ခံထားပါတယ်။